နယ်စပ်ပစ်ခတ်မှုအတွင်းကမ်ဘောဒီးယားစစ်သားတို့ဦးသေဆုံးသွားခဲ့ပြီးတဲ့နောက်ကမ်ဘောဒီးယားနဲ့တင်းမာမှုတွေလျှော့ချဖို့သဘောတူခဲ့ကြောင်းထိုင်းစစ်တပ်ကကြားသာပေးနေမှာပြောပါတယ်။အရှေ့တောင်အာရှနှစ်နိုင်ငံအကြားစစ်အေးရပစ်ခတ်မှုတွေ2008ခုနှစ်ကပေါ်ပေါက်ခဲ့တာပါ။အဲဒီနောက်ပြတ်တောင်းပြတ်တောင်းအကြမ်းဖက်မှုတွေနှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့ရာအနည်းဆုံး28ဦးသေဆုံးခဲ့ရပါတယ်။ တပ်မှုဗိုလ်ချုပ်ကြီးပနာကလူပလွတ်တုတ်ကကမ္ဘောဒီးယားတပ်မှုတွေနဲ့တွေ့ဆုံခဲ့ပြီးအခင်းဖြစ်ပွားရာနေရာကနေနှစ်ဖက်တပ်တွေ ဆုတ်ခွာပေးဖို့သဘောတူခဲ့ကြတယ်လို့ထိုင်းကြီးတဲ့ပြောရေးဆိုခွင့်ရှိသူဝမ်တိုင်းဆူဗရီက ကြေညာချက်ထုတ်ပြန်ပြောပါရယ်။နေဆက်ပြိပခပြဿနာဖြေရှင်းရေးအတွက်ပူးတွဲနေချာကော်မတီနှစ်ပတ်အတွင်းတွေ့ဆုံမယ်လို့လည်းသူကဆက်ပြောပါရယ်။ နယ်စပ်မှာထိုင်းကြီးတပ်နဲ့အပြန်အလှန်ပစ်ခတ်ရာကနေကမ္ဘောဒီးယားစစ်သားတဦးဗုဒ္ဓဦးနေကတေဆုံးခဲ့ရတယ်လို့ကမ္ဘောဒီးယားစစ်တပ်ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။အရှိတောင်အာရှထိပ်သီးအစည်းအဝေးကိုကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံခေါင်းဆောင်တွေတက်ရောက်ခဲ့ကြပြီးအာဆီယံအဖွဲ့ကြီးအနေနဲ့ပုံမူပူးပေါင်းဆောင်ရွက်သွားကြဖို့ကတိပြုခဲ့ကြပြီးတဲ့နောက်မှာကြာမြင့်စွာကလေးကအကဲဆက်နေတဲ့နယ်စပ်ဒေသမှာအခုလိုရှာရှာပါပါတေဆုံးမှုပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘောဒီးယားနယ်ကြားဆောင်ဘက်ကပြစ်ခတ်လို့သူတို့စစ်သားတွေကပြန်လည်ပြစ်ခတ်ခဲ့တာဖြစ်တယ်လို့ထိုင်းစစ်တပ်ကဗိုလ်တုံးတွေမှာပြောပါရယ်ကမ္ဘောဒီးယားဘက်ကအပြစ်ရဖို့မြစ်တာရက်ခံခြင်းမပြုမီတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်10မိနစ်ခန့်ပြစ်ခတ်ခဲ့ကြတယ်လို့ထိုင်းစစ်တပ်ကပြောကြားထားပါရယ်လောကောမီဒီယာကိုဆက်လက်ရည်တည်ခိုင်းဖို့ပြည်သက်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Missima TV YouTube Channel မှာ Member ဝင်ပေးခြင်းဖြင့်